say something? How do you feel? ထိုင်းမြန်မာနယ်စပ်မြောက်ရီရွှေကုတ်ကိုမြို့သက်ရဲ့ပက်ကန်ရှင်ကြားပြန်ပြင်လို့တင်စားကြတဲ့ရှက်ချီချန်ကိုထိုင်းဆိုရကတရုတ်ကိုလွှဲပြောင်းပေးလိုက်ပါတယ်။ရှက်ချီချန်ဟာဆဲအိုဆူလက်အောက်ခံ BGF နဲ့ပူးပေါင်းပြီးထိုင်းမြန်မာနယ်စပ်ကကြားပြန်လုပ်ငန်းတွေနဲ့နာမည်ကြီးတဲ့ရွှေကုတ်ကိုမြို့သက်စီမံကိန်းကိုတိစောက်ခဲ့တဲ့သူပါ။ BGF ခေါ် KNA ဟာသူတို့ထိန်းချုပ်နေမြေတွေကနေ 20စင် American Dollar 192တန်းလောက်ရရှိနေပြီးတော့စေအုပ်စုကတော့အဲဒီဝင်ငွေရဲ့90ရာခိုင်နှုန်းအထိရရှိနေတယ်လို့ USIP ရဲ့2024ခုနှစ် April 22ရက်နေ့ထုတ်အစီရင်ခံစာမှာပါရှိပါတယ်။စစ်ကောမရှင်တက်ကပါပေါ့နော်ဒီအမှုတွဲတွေနဲ့ဆက်ဆက်နေမလားဆိုလို့ရှိရင်တော့ဆက်ဆက်နေတယ်ဆိုတော့အဲကိစ္စကကျွန်မထင်တယ်တရုတ်အစိုးရတို့အထိုင်းအစိုးရတို့အခု ဖန်စီဤထိမ့်သိမ်းခံထားရတဲ့ပေါ့နော်ဒီတရခံဒီကိုစစ်စည်းချက်ဒီကနေတဆင့်ကိုတိနေလောက်ပြီးဖြစ်တယ်လို့တော့ကျွန်မတော့မြင်ပါတယ်ကျွန်မတို့အထွေထူးတော်သတင်းစကားဘာစရာမလိုဘူးပေါ့နော်အခုမိထားတဲ့သူတွေရဲ့ထွက်ဆိုချက်ဒီမာတင်ကိုပဲစစ်ကောမရှင်ကစစ်တပ်ခေါင်းဆောင်တွေအဲတောင်းဝရှိတဲ့သူတွေပေါဝင်ပတ်သက်နေတယ်ဆိုတာကိုသူတို့သိရှိနေလောက်ပြီးလို့ကျွန်မတော့ယူဆပါတယ် တရုတ်နိုင်ငံသားရှက်ဂျီကျန်ဟာ2014ခုနှစ်ကတည်းကတရားမဝင်ထီလုပ်ငန်းလုပ်ကင်မှုနဲ့တရုတ်နိုင်ငံရှန်တုံးပြည်နယ်တရားရုံးကဖမ်းဝရမ်းထုတ်ထားခဲ့တာပါ။ကမ္ဘောဒီးယား passport ကင်ထားတဲ့သူကိုထိုင်းနိုင်ငံမှာ2022ခုနှစ်ဩဂတ်လ10ရက်နေ့မှာထိုင်းရဲ့တပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးတရုတ်ကိုပြန်မပို့ရေး3နှစ်ကျော်အယူခံဝင်ပြီးတဲ့နောက်မနေ့က November 12ရက်နေ့မှာတော့တရုတ်ကိုပြန်ပို့ခံလိုက်ရတာဖြစ်ပါတယ်။ တရုတ်အစိုးရဟာကြားဖြန့်ငွေလိမ်ရာဇဝဲမှုတွေနဲ့ပတ်သက်တဲ့သူတွေကိုတည်တံ့ချမှတ်လေးရှိပါတယ်။ပြီးကြတဲ့နိုဝင်ဘာ၄ရက်နေ့မှာပဲကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့အမတ်ဟောင်းလေးဖြစ်ကိုကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းလေးဖြစ်တဲ့ပေဆောက်ချိန်နဲ့တားဖြစ်သူပယ်ရင်ချန်အပါအဝင်၅ယောက်ကိုတရုတ်အစိုးရရဲ့ကွမ်တုံပြည်နယ်ရှန်ကျန်းမြို့တရားရုံးကကြားဖြန့်မှုနဲ့တည်တံ့ချမှတ်ခဲ့ပါတယ်။ဒါအပြင်စက်တဘာ29ရက်နေ့တုန်းကလည်း ကိုကန့်တထေးကြီးမီရှောက်ချမ်းရဲ့သားနဲ့မိမိသားစုအပါအဝင် လူ17ယောက်ကိုကြားဖြန့်အမှုနယ်ပဲတည်တံချခဲ့ပါသေးတယ်။အခုလည်းရှက်ကြီးချမ်းရဲ့ကံကြမ္မာဟာတည်တံချခံရနိုင်ခြင်းရှိရလို့တရုတ်အခြေစားညမအရေးလေးလာသုံးသက်သူဒေါက်တာလှကျော်စောကပြောပါရယ်။နှစ်နှစ်ဆိုင်ငံတည်တံလို့ပြောရင်တော့များသောအားဖြင့်ဟိုအနှစ်20ဟိုရွှေ့ပလိုက်တယ်။အနှစ်20ကနေပြီးတော့သူခွန်င်းပြူတာပါလာကောင်းရင်17နှစ်20နှစ်လောက်ဆိုလွတ်လာတာ။ ိတ်တက်တာမထားဘူးတချို့ဆိုဆယ်နှစ်လောက်နေအောင်တက်တာအဲအဲ့ဒါဆိုင်ငံပေးတာပေါ့ပေးတာလို့ပြောလိုက်ရင်တော့ထုတ်ပတ်တာပဲစိတ်မနေမဖြစ်ဘူးဟောစိတ်ကြည့်ကြောင်ပြန်ပေါ့ဘာမှအအယူခံခွင့်နေပါလေအဲ့စိတ်ရှိကုန်မရဘူးမကြဘူးအေးလန်ဆိုထုတ်ကိုတက်လိုက်တာရှက်ချီချန်ထိုင်းနိုင်ငံမှာဖမ်းဆီးခံထားရတဲ့အချိန်2024ခုနှစ်ဩဂတ်လ17ရက်နေ့တုန်းက BGF ကောင်းဆောင်ဘုံမှုစောချက်သူကိုရိုင်းကမကထလှုပ်ပြီးရွှေကုတ်ကိုမြို့ကိုရှဲကြည့်ကြံအမြန်ပြန်လာနိုင်ဖို့ဘေကင်ပြီးကျမအစဉ်ပြေစေဖို့အတွက်ခန်းနာကြည့်ကြတဲ့စူတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ဒါဟာတရုတ်ဝရန်ထုတ်ထားပြီးထိုင်းမှာဖန်ခံထားရတဲ့ရာဇဝတ်သားရှဲကြည့်ကြံနဲ့ BGF တပ်ဖွဲ့အကြောင်းမြင်သားတဲ့ဆက်နွယ်မှုတစ်ခုဖြစ်ပါတယ်။တရုတ်အစိုးရကဆွဆွဲထားတဲ့ရှဲကြည့်ကြံရဲ့အွန်လိုင်းငွေလိမ်မှုတွေလူကုန်ကူးမှုတွေဟာ BGF နဲ့ဆက်နွယ်လာနိုင်တယ်လို့ တရုတ်မြန်မာအရေးစောင့်ကြည့်နေတဲ့ Alliance for Democracy in Myanmar အဖွဲ့တီထောင်သူမခင်သီရိနန္ဒာဆိုးကပြောပါရယ်အဲ့တို့ရာဒီ crime နေပေါ့နော် cyber crime နေအဲနောက်တခါဒီလို human trafficking လူကုန်ကူးမှုတွေအဲစတဲ့အကိစ္စတွေမှာပေါ့နော်အဲအထူးသဖြင့်ဒီရှီချီတန်တီထောင်ထားခဲ့တဲ့အာဒီနေနေတွေမှာအာ ်ကူတွဲပြီးတော့မှသူတို့တွေကပါဝင်ပြီးတော့အကျိုးမြတ်တွေရနေတာတွေရှိတယ်အထူးသဖြင့်ဒီဆော့ချစ်သူတို့လိုမျိုးပေါ့နော်အာဒီ trafficking network တွေ scan network တွေမှာ link နေတာမျိုးတွေပေါ့နော်ဟိုပါဝင်ပတ်သက်နေတာမျိုးတွေအဲရှိနေတာမျိုးတွေက every ွာပေါ်အထောက်ထားတယ်။နောက်တစ်ခါနိုင်ငံတကာကနေပြီးတော့မှသူတို့အပေါ်မှာ sanction တွေလုပ်ထားတယ်ရှိရအတွက်ကြောင့်မို့လို့အာ PGF အပေါ်မှာလည်းလာပြီးတော့မှ အကျိုးသက်ရောက်မှုတွေအများကြီးရှိနိုင်ပါတယ်။အမှုတွဲတွေအနေနဲ့လည်းဖြစ်လာနိုင်ပါတယ်ရှင့် PGF နဲ့မြန်မာရွှေကြည်ကြံရွှေနှီးမြုံနှံခဲ့တဲ့ရွှေကုတ်ကိုမြို့သက်စီမံကိန်းကို2018ခုနှစ်မှာ Yatai International Holding Groups နဲ့ဇလန်းမြိုင်ကုမ္ပဏီတို့ပူးပေါင်းပြီးစတင်ခဲ့တာပါ။ အဲဒီရွှေကုတ်ကိုစီမံကိန်းအတွက်ရာထိုင်း International Holding Groups ကုမ္ပဏီက80ရာခိုင်နှုန်းနဲ့ BGF ရဲ့ချက်လင်းမြိုင်ကုမ္ပဏီက20ရာခိုင်နှုန်းရှယ်ယာပိုင်ဆိုင်ကြောင်း Frontier မြန်မာက2019ခုနှစ်စက်တင်ဘာမှာထုတ်ပြန်ခဲ့တဲ့ရွှေကုတ်ကို A Paradise for Chinese Investment အစီရင်ခံစာမှာပါရှိပါတယ်။လက်ရှိ BGF ဟာ KNA လို့နာမည်ပြောင်းထားပြီးမြဲအဲ့ဒီအချိန်က BGF ဟာစစ်တပ်ရဲ့ကုတ်ကဲမှုအောက်မှာရှိနေတဲ့အတွက် ဒီစီမံကိန်းကိုစက်တက်ထိပ်ပိုင်ခေါင်းဆောင်တွေရဲ့ခွင့်ပြုချက်မရှိဘဲအကောင့်ထဲပေါ်ဖို့မဖြစ်နိုင်ဘူးလို့သုံးသက်သူတွေကဝေဖန်ထောက်ပြကြပါတယ်။ NLD အစိုးရလက်ထက်2020ခုနှစ်ဇွန်လလောက်မှာတရားမဝင် online လောင်းကစားတွေလောက်ကိုင်းနေတဲ့ဆိုပြီးတော့ရွှေကုန်ကိုစီမံကိန်းကိုစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ထားပြီးလုပ်ငန်းတွေရပ်တန့်ထားခဲ့ပါတယ်။ဒါပေမဲ့ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာမှဒီလုပ်ငန်းတွေကပြန်လဲလဲပတ်လာပြီး ဂျူရုဓာတ်ပုံတွေအရ2024ခုနှစ်နှစ်ကုန်ပိုင်းမှာတိတိတသာအဆောက်အုံတွေတိုးများလာတော့ကိုတွေ့ရပါတယ်။ဒါကြောင့်ဒါရီဟာဆေးဥစုနဲ့ဆက်ဆက်မှုရှိနေတယ်လို့ပြောနိုင်ကြောင်းအန်ယူဂျီနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မောင်အောင်ကမှတ်ချက်ပြုပါတယ်။ဒီအန်စီအနာတင်ထားပြီးတော့ဒီနှစ်ကာလရီအဲ3 4နှစ်အတွင်းမှာကိုပဲတော်တော်လေးကိုတိတိတတ်တာပေါ့နော်ဒီအဲဒီဒီရွှေကုတ်ကိုဟိုအခြေပြုတယ်ပေါ့လေအ ဒီ online scam ကြီးဒီနေဆက်ဖြတ်ကျော်ရာဇဝတ်မှုခင်းတွေဟာဟောနည်းနည်းမြန်မြန်ကိုကြီးထွားလာတာကိန်းကနေနေကနေပြီးတော့ဖော်ပြနေတယ်။ဒါကြောင့်မို့လို့တေးကြတာကတော့ဒီစစ်အုပ်ချုပ်ရေးရဲ့စစ်အာဏာသိမ်းမှုရဲ့စစ်ကောင်းဆောင်တွေရဲ့ဒီဘောနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေဟာဆက်ဆက်မှုအကြီးအကျယ်ရှိနေတယ်ဆိုတော့ဟောကျွန်တော်တို့သုံးသပ်လို့လည်းရတယ်မြင်လဲမြင်နေရပါတယ် လူ့ဘောမီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပြည်သူတွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပင်းချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။